နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာနဆေရဲ့ဇာတာပတိင်း ခရစ်ဝင်ကျမ်းခန်းကြီး16ခန်းငယ်16မှ24ခဏကြာပြီးမှ သင်တို့သည်ငါကိုမမြင်ရကြတဖန်ခဏကြာပြီးမှငါကိုမြင်ပြန်ကြလိမ့်မည်အကြောင်းမူကားငါသည်ခမည်းတော်ခြံသို့သွားမည်ဟုမိန့်တော်မူ၏တပည့်တော်အချို့ကလည်းခဏကြာပြီးမှသင်တို့သည်ငါကိုမမြင်ရကြတဖန်ခဏကြာပြီးမှငါကိုမြင်ပြန်ကြလိမ့်မည်ဟု၍၎င်းအကြောင်းမူကားငါသည် ခမီးတော်ထံသို့သွားမည်ဟု၍၎င်းမိန်တော်မူသောစကားသည်အဘေသူနီခနဟု၍မိန်တော်မူသောအဘေသူဆိုလိုသည်နီမိန်တော်မူသောစကားကိုကျွန်ုပ်တို့သည် နားမလည်ဟုအချင်းချင်းပြောဆိုကြ၏တပည့်တော်တို့သည်မေးလျှောက်လိုသည်ကိုယေရှုသိမြင်တော်မူလေခနကြာပြီးမှသင်တို့သည်ငါ့ကိုမမြင်ရကြတဖန်ခနကြာပြီးမှငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟုငါပြောသောစကားကို သင်တို့သည်အချင်းချင်းဆင်ញင်ကြသလောငါအမှန်ကန်ဆိုသည်ကသင်တို့သည်ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်လောကီသားတို့သည်ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်သင်တို့မူကဝမ်းနေခြင်းရှိတော်လဲထိုဝမ်းနေခြင်းသည်တဖန်ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်မိမသည်တားကို ဖွာစဉ်ခါဖွာရသောအချိန်စီသောကြောင့်ဝမ်းနေခြင်းရှိ၏ဖွာမြင်ပြီးမှဤလောက၌လူတယောက်ကိုဖွာမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍အထက်ခံရသောဝေဒနာကို မေ့လျော့တည်း၏ထိုနည်းတူယခုတွင် သင်တို့သည်ဝမ်းနေခြင်းရှိကြတော်လေနောက်တစ်ဖန်သင်တို့ကိုငါတွေ့မြင်သဖြင့်သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်းရှိကြလိမ့်မည်ထိုဝမ်းမြောက်ခြင်းကိုအဘယ်သူမျှလူယူဖြစ်စည်းခြင်းဟာမတက်နိုင် ထိုနည်း၌သင်တို့သည်ငါကိုအလင်းမမြင်မြင်ရကြငါအမှန်ကန်ဆိုသည်ကသင်တို့သည် ငါ၏နာမကိုအမိပြု၍ခမည်းတော်ထံမှဆုတောင်းသမျှတို့ကိုခမည်းတော်သည်ပေးတော်မူမည်။ယခုတိုင်အောင်ငါ၏နာမကိုအမိပြု၍သင်တို့သည်အဘယ်စုကိုမျှမတောင်းကြသည်။သင်တို့သည်ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းက တောင်းကြလော။ထို့သို့တောင်းလင်ရကြလိမ့်မည်။တဲ့နို့မူကား ဝန်းနေခြင်းရှိတော်လဲထိုဝန်းနေခြင်းသည်တပံဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်ထိုဝမ်းမြောက်ခြင်းကိုအဘယ်သူမျှလူယူဖြည့်ဆည်းခြင်းဟာမတတ်နိုင်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး16အခန်းငယ်20 22သခင်ယေရှု၌ဝမ်းမြောက်ခြင်းကျမမှာပျော်ရွှင်ခွင့်ရှိတယ်ဟုဆေဂျော်သက်တူးကဥပဒေပြုအာဏာပိုင်အဖွဲ့သို့ ပြောကြခဲ့သည်။သူမသည် မြေသူမဆိုဖြစ်နိုင်ပြီးမြေသည့်နေရာ၌မဆိုလူတိုင်းအတွက်ကိုစားပြုပြောပေးနိုင်သည်။၎င်းသည် လူသားများ၏အော်ဟစ်သံဖြစ်သည်။အာပေနှိုးစောဟောပြောပူချသည့်ဆရာဂုရုတစ်ပါးကလည်းသင်ကိုဖျားရှင်ပြောစေခြင်းနဲ့ဟုပြောခဲ့သည်။၎င်းသည်မှန်ကန်ပါသလား။ ျော်ရွှင်မှုကိုရှာဖွေခြင်းကမမှားတော်လဲထိုစိတ်ဆန္ဒသည်အခြေအနေတစ်ခုစီတိုင်း၌အတက်အကျရှိနေပြီးတဦးဤဆန္ဒပြည့်စုံသွားမှုသည် အခြားသူတဦးဤပျော်ရွှင်မှုကိုဖျက်ဆီးပြစ်နိုင်သည်တခင်ယေရှုကပုံမကောင်းမွန်သောအရာကို ကျွန်ုပ်တို့အားညွှန်ပြနေသည်သူသည် လောက၏အပြစ်များကို ဆောင်ယူပြီးယောမတို့၏လက်ဝါးကတိုင်ထက်၌ တန်ကျဲနှင့်အရိုက်ခံရတော့မည်ကိုသခင်သိနေခဲ့သည်။သို့သော တပည့်တော်များအတွက်သာသူစိုးရင်နေခဲ့သည်။သင်တို့သည်ငိုကြွေးမြည်တမ်းရခြင်း၌လောကီသားတို့သည်ဝမ်းမြောက်ကြလိမ့်မည်ဟုသခင်မိန့်မွှဲ့သည်။သို့သောထိုဝမ်းနေခြင်းသည်တပံဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်။ထိုဝမ်းမြောက်ခြင်းကိုအဘယ်သူမျှလူယူဖြည့်ဆည်းခြင်းကမတတ်နိုင်ဟု သခင်ဂတိပြုခဲ့သည်။ထိုဝမ်းမြောက်ခြင်းသည် မိမိဖြစ်ကျင်သော လူကျင်သောအရာများဖြစ်လာ၍စိတ်ချမ်းသာရခြင်းထက်တာလွန်သည်၎င်းသည်ကောင်းကင်ဘုံရှင်အဖဖျားဤအလိုတော်ကို ဆောင်ရွက်ခြင်းမှ ထွက်ပေါ်လာသည်တခင်ယေရှုကဖျားသခင်ဤနိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဥစွာ ရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတတ်ဟုလဲမိန့်မှားခဲ့သည်ပျော်ရွှင်မှုဆိုသည်မှာ စိတ်မချမ်းမြေ့ဘွေရအခြေအနေမျိုးနှင့်ကြုံသည့်အခါကွေပြောက်သွားတတ်သည်တခင်ယေရှုနောက်လိုက်လျှောက်ခြင်းကြောင့်ရရှိလာသည့်ဝမ်းမြောက်ခြင်းသည် ထိုအခြေအနေမျိုးများနှင့်ကြုံတွေ့ရတော်လဲဆက်လက်တည်ရှိနေပြီဖြစ်သည် တင်လိုချင်နေသည့်အရာနောက်လိုက်နေရတော့လေအဘဲကြောင့်မပျော်မရွှင်ဖြစ်ရသည်နီပျော်ရွှင်ခြင်းနှင့်ဝမ်းမြောက်ခြင်းကြားမြည်သို့သောကြွားချမှု ရှိနေသည်နီချစ်တော်မူသောအဖဖေဟာခိတ္တယာယီပျော်ရွှင်မှုနှင့်ထာဝရတည်တံ့သောဝမ်းမြောက်ခြင်းအကြားကြွားချမှုကို ကျွန်ုပ်အားသင်ကြားပေးတော်မူပါ ်သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။